မင်္ဂလာပါရှင်။ဆရာငိမ့်ကျော်ရေးသားထားတဲ့မင်းကြောက်ပြင်းဦးထိတ်တင်လို့စောင်းပါမယ်ဆိုတဲ့ဝတ္ထုလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်။မင်းကြောက်ပြင်းဦးထိတ်တင်လို့စောင်းပါမယ်။ ောင်စဉ်းစားကြည့်လေမမေတို့နေရသူတို့မှာသမီးလေးတယောက်တည်းရှိရရဲ့တမက်တော်ရမယ်သူက၁၀တန်းတောင်မအောင်သေးဘူးဆိုရင်ခင်လွန်ဘသူ့ဘက်ကမှလိုက်ပြောနေတာမဟုတ်ဘူးနော် မင်္ဂလာဆောင်ဖိတ်စာမှာတမက်လောင်ရဲ့နာမည်နောက်ကဘွဲတစ်ခုခုတော့အ ਨੇ ဆုံးရှိနေစေချင်တာပေါ့ကျွန်တော်သဘောပေါက်သည်ခင်လွန်ဤစကားသည် တရားပါလိမ့်ဤသို့တော့ကြိုးစားပါလျက်နဲ့ နှစ်ကြိမ်ကြာကအပြင်ဖြေးကြောင်းသားဖြစ်ရသောကျွန်တော်အဖိုးအမောကြီးမောရလေ၏ဆမီဝဲသည်ကျွန်တော်ကို အစဉ်၆လက်နေတတ်သည် ဖြေးကောင်းကောင်းနှင့်တဲကြီးမဲကြီးဖြစ်၍တပုတ်ကြံကဲတဝဲကြံကဲရှိဘူးသည် တွေ့မရသောအပုတ်ကိုကြီးထတ်တလဲလဲနှင့်တွေ့နေ၍ကြံကဲသောပုဆာရှိဘူးသည် ဖြေးကျင်းပုဆာနှင့်ကျွန်တော်ဝရိယဆန္နာတို့သည် တခါတလေတွင်အဆက်ဆက်မရှိတဲ့ ဒီနေ့အောင်နာတောင်မှနောက်၄၅နှစ်လောက်မှလက်ထပ်ခွင့်ရမှာပါလားခင်လွန်းရဲ့စိတ်မရှိနိုင်မှခင်လွန်းရိတ်မိသည်ခင်လွန်းတက်ကတူအားစောင့်နေတာနှစ်နှစ်ရှိပြီပဲမောင်ဒီနေ့တော့မအောင်ပါပါတနစ်ဆိုတာခဏလေးပါဘွားနဲ့ဆိုင်လေသူတွက်ပြတော့အခါအားတက်တလူလူတော့ဖြစ်လာသည်ခင်လွန်းအတွက်ကြိုးစားရမယ်ဆိုတာမောင်မေ့ထားအောင်လိုက်မောင်အဖေနဲ့မရတိတ်ဝမ်းတာမှာတားတယောက်တမီးတယောက်ပဲရှိကြတာဆိုတော့ မောင်တို့မောင်နှမကိုဒေါ်တော်တို့ဟာမျောလင့်ချက်တိတ်ထားကြတာမဟုတ်ဘူးလားခင်လွန်းစကားတက်သဖြင့်ဟုတ်ပါပြီဤကြီးသာကျွန်တော်မှပြောစရာရှိတော့ဤအကြောင်းချက်တွေရဟုတ်မှန်စီလျော်နေ၍လဲဖြစ်မည်ကျွန်တော်အေးလျှော်လိုက်သည် စာကြည့်ချင်းပို၍ပေးလိုက်သည်ကျူရှင်ကျောင်းတွေစာသင်ချိန်တွေဘာသာရက်တွေအလုံးရောနေသဖြင့်နိုင်ရန်တွင် စာရွက်ကကမှတ်သားထားရသည် ဆာမီဝဲဖြေကနီးတော့ခင်လွမ်းသည် ကျွန်တော်ဤမဆူအားလုံးကို စစ်ဆေးပေးသည်အရေးကြီးနိုင်သောပုဆာမျိုးတွေရှာ၍စုဆောင်ပေးသည် ပြင်ပမဆူတွေရှာဖွေဝယ်ယူပေးသည်ကျွန်တော်ကိုအဆန်ဖြေခိုင်းသည်နှုတ်တိုက်ရအောင်ကြက်ခိုင်းသည်ဆာမီဝဲဖြေပြီးချိန်တွင်ကျွန်တော်ကိုအလေးချိန်တွင်18ပေါင်ရော်လျက်ရှိ၏ကောလိပ်ကြောင့်သာဘဝသည်အထက်တန်းကြောင့်သာဘဝနှင့်မနှိုင်းသာအောင်ပျော်ရွှင်ပွဲကောင်းလာသည် အထက်တန်းအကြောင်းသည်မြို့တွေကကြောင်တကြောင်မြို့လေကကြောင်ဝင်အတွင်၌ဘာမျှထူကြမှုမရှိကြောင်တော်ရလမ်းတလျှောက်မှာတမျိုးတွေနေကြသောမျက်နှာတွင်အမြင်ဆန်းခြင်းမရှိခဲ့သောနေရာဝင်းချစ်နှင့်ကြောင်အဆောက်အုံကိုဆယ်နှစ်ကျော်မြင်တွေ့ခဲ့ရသည်ဒေတာကိုလေးတို့ရောက်သောအခါဝါလုံးတန်းကြောင်ဆတက်စင်ကကဲ့သို့အံ့အားသတင့်ဖြစ်နေသည်ဧတော်အဲလာရောက်ခဲ့စဉ်ကကိုနှင့်မဆိုင်သေးသောအယက်ဌာနာ တက်ရောက်ခွင့်ရ၍တက်ရောက်လာသောတက္ကသိုလ်ကျောင်းသားကြီးဘဝအစတွင်အဆောင်ဟူသည်များကိုဆိုင်သည်ဟုအောင်းမိသည်အထက်တန်းမှာတဒန်းနှင့်တက်ခဲ့သူကျောင်းနေပဲများကနှစ်နှစ်စောကရောက်နေသောကြောင့်ဒေသကောလိပ်တွင် သူတို့မရှိတော့သူတို့ရှိရာခင်လွန်းရှိရာရန်ကုန်တက္ကသိုလ်သို့အလဲသွားရသည် တက္ကသိုလ်ဤအဟံကြောင့်လိပ်ပြလန့်တကဲ့သို့မခံစားရတော့မောင်ဘယ်နဲ့လဲလက်ဖက်ဤဆိုင်ထိုင်ပြီးမှ ခင်လွမ်းမေးသည် ဘာဝမေးတာလဲခင်လွန်း။အော်စေတန်းအောင်လာတာကိုမေးတာ။ပြောပါတယ်ထမင်းတော်ပို့မဝင်ဘူး။ထေတံပါသည်ဟုခင်လွန်းပြောသည်။မဟုတ်ပါဘူးဟုကျွန်တော်ပြောသည်။ရီမောရှင်နောက်ခနေရသောဓလေကို သူ့အတွက်ကြောင်းလေဖြစ်မည်။အမတ်တမဲပင် သူဖြစ်သွား၏။ဥရုတော်တော်တို့လည်းပြောမှာပဲနော်။ပြောပါတယ်။အမေခါကြိုက်တာတော့ခါတိုင်းလိုစေးလူပေးနေရတော့မယ်။စာရီဖီကြီးခိုင်းကြက်ခိုင်းလုံးလို့ခင်လွန်းကိုမောင်စိတ်မကြည်လင်မှုထက်နဲ့ ကြည်လင်ပါတယ်အချစ်ဆိုတာပညာရေးတွေဘွဲ့တွေမပိုင် စားမပါတယ်လို့ပေါ်ရှိရှုဆိုတာဟုတ်တယ်ခင်လွမ်း၌အပြုံရော့သွားသည်စည်တနာနဲ့တိုက်တွန်းခဲ့တာပါမောင်ရသိပါတယ်မောလုံးမကမောနေလွန်လို့ကျေးဇူးစကားမပြောရသေးတာပါကျွန်တော်ကိုခင်လွမ်းသည်စူးစူးဆိုက်ဆိုက်ကြည်နေလေ၏ပညာသည် စိတ်ချမ်းမြေ့မှုကိုပေးသည်ဟူသောစကားကမှန်သည် ကျွန်တော်ပင်မတက်ကတူတို့ရောက်ချင်းတွင် ခင်လွမ်းသည်တရုတ်ပြဆရာမဖြစ်နေ၏ကျွန်တော်ဝိဇာကြောင့်သာဖြစ်နေသည်ကကံကောင်း၏သူယူသောဘာသာရပ်ကိုသာယူခဲ့ပါက သူတပည့်ဖြစ်သွားနိုင်လေ၏ပညာကို အကြောင်းပြုကကျောင်းပရဝုံအတွင် သူနှင့်ကျွန်တော်အတူတူရှိနေခွင့်ရကြသည်ဒီနေ့နေဝဲရဲ့ရှိနေတနေ့ရဲ့ဒါပဲကြံတော့တာအတူတူနေခွင့်ရခြင်းပြီး ကျွန်တော်တောင်းဆိုသင်သည်တက္ကသိုလ်ကျောင်းသားဘဝမတိုင်မီကလို့မဟုတ်မှန်းကိုရင်းသိသည်ကိုကိုကိုအားကိုယ်တော်ယုံကြည်တော်ခွန်အားရှိတော်အတန်ကျွန်တော်ပြောတာပြောရသည်ခင်လွမ်းထံမှလိုက်ရောမည်မဟုတ်ဟု တွေးပြီးသားဘာမှမမလိုတော့တာမိုင်တထောင်ဆွဲနဲ့ရှောက်လာပြီးမှလေ90မိုင်လောက်ကိုလောနေရသေးလားမောင်ရဲ့နေရထိုင်ရေးဆိုတဲ့6လလောက်ကစကားကိုမောင်းစိတ်ထဲဆွဲထားပါတယ်ခင်လွမ်း ခင်လွမ်းသည်ဝါကျင်ထဲရှိပစံအေကိုယူသည်ဖွင့်ပြီးနောက်လက်ကင်မွားဖြင့်နဖူးဆန်းစာနာသည်ပြားကိုချွေတိုးသည်ခဏနေမှနေရေးထိုင်ရေးဆိုတော့မပြောမဖြစ်လို့ပြောရတာလေလက်ထက်ပြီးရင်နေရေးထိုင်ရေးကအရေးကြီးတယ်လေနှစ်ဖက်မိဘအိမ်မှာနေရတာမကောင်းပါဘူးတီတန့်အိမ်ရှိအောင်တချံနေနေရရင်ပဲစိတ်ကျဉ်ကျက်တယ်ကိုချံကိုဝင်းနဲ့နေရတာပဲကောင်းတယ် ငါးနေပြန်တော့အင်ရှင်ဖဲခိုင်းရင်ဟူပြေးတူလာနေစရာရှာရားနဲ့ပဝင်းကျင်ကောင်းရပါမှနာအီပီစိတ်မအေးရစိတ်အီပီနာမအေးရအေကောင်းဆောင်ကောင်းလာတဲ့အခါမျက်နာမအေးရရင်မကောင်းပြန်အကျိုးသိအကြောင်းသိရှိပါပြီဟု စိတ်ထဲကထောက်ခံသည်ကြောင်နှစ်ဝဲခရီးတွင် ကျွန်တော်သည်ကြောင်သားတစ်ပိုင်းကုံသေးတစ်ပိုင်းဖြစ်လာသည် အမေတို့ထံမှငွေပင်ငရင်းကိုခဏယူပြီးပစ္စည်းဝယ်ရောက်လုပ်ငန်းစံကြည့်၏ ကုသိုလ်ကံကောင်းပုံရ၏တင်မောကြပစ္စည်းတွေကိုကောက်ပြီးရောင်တိုင်းမြတ်၏လုပ်ငန်းကိုနားလေလူပေါင်းသူပေါင်းဆန့်လာသည်နှင့်အမျှမော်တော်ဆိုင်ကယ်ဝယ်ရောက်ကိုသာမကကားအထိတက်ကိုင်းသည် ကျွန်တော်ကကားထယ်လေစီသည်ယာယီနံပါတ်10စီဘီ10စီစီသည်ဟုထင်ကောင်းထင်ကြမည်စင်စစ်ရောင်းစရာပစ္စည်းကိုကိုနှင့်မကွာထားကစာသိင်းရင်အယောင်ဝယ်ပြူရသည် 73လအတွင်းသို့ရောက်သောအခါမြေခွက်တစ်ခွက်ကိုခင်လွမ်းနှင့်အတူရှာကာဝယ်ယူနိုင်ခဲ့သည်။နောက်2လအတွင်းအဆောက်အုံအုံမြင့်ချကတဖြည်းဖြည်းစတင်ဆောက်ခဲ့သည်။နောက်ဆုံးနှစ်ဆာမီဝဲဖြီကန်ဒီတလတွင်ခင်မီတစ်ထပ်တိုက်ပြားလီပြီးသွားသည်။နှစ်ယောက်တူ နေရပေမဲ့အိမ်ကိုတော့ခတ်ပြီးအဆောက်နဲ့ထားရတာအတော်တဘာဝမကြတာပဲ။မကြည်နဲ့တန်းဟုခင်လွမ်းသည်သည်။မောင်ရိုးရိုးအောင်ခဲ့ရင်ဟုတ်တာပေါ့။ အခုဘွဲလွန်တက်ခွင့်ရပြီပဲစက်တရမှာပေါ့အဒီဘွဲလက်မဆာရွယ်လေးရလေးတဲ့ထင်ခင်လွန့်ကောင်းပေါ်တင်ထားရွက်ပေးထားပါမယ်ဦးတို့အနေနဲ့လဲစဉ်းစားလေအင်မတန်မှပညာထွန်းပေါက်စေခြင်းနဲ့တအိုးဘွဲလွန်ဆက်တဲ့စေခြင်းမှာပေါ့အိမ်အောင်ကြောက်သွားလို့ပညာရေးခရီးဖြောင်ပြူးပါရဲ့နဲ့ဖက်တွေ့တယ်ဆိုရင်ဘယ်စိတ်ကောင်းနိုင်ပါမလဲမောင်ရဲ့ဟုတ်တော်မှန်တော်ညာလဲမကြည်နဲ့ချင်းခင်လွန့်မောင်းကိုတိုက်တွန်းခဲ့သမျှတွေထဲမှာ အမားရဲ့လို့တခုတလေပါခဲ့ဘူးပါဒလားမောင်သူမေးသည်ကျွန်တော်ခေါင်းခါသည်ဒါတော့ဒါပေါ်ခင်လွမ်းရဲ့မောင်ခင်လွမ်းပြောသည်များလိုက်လို့နေတာနေရတာစိတ်ထဲမှာနင်းစိုးစိုးကြီးဖြစ်နေတယ်မဟုတ်လားမဖြစ်ရက်နေခြင်းအားဖြင့်ဖြောင်းဆိုလိုက်သည်ဘဝကိုစနစ်မချပနဲ့မရိုက် ပုံစံမချလို့မှမရတာမောင်ရဲ့ခင်လွမ်းသည်ဆရာမဖြစ်လာသည်မှစ၍အပြောအဆိုအယူအဆတွေရှည်နေမတူဘူး ပုံသေးတွနည်းတွေအမျိုးအစားတွေသိပ်ပံနေကြပြင်ဆင်မှုတွေဖြင့်ဘဝကိုပုံသွင်းနေသည် ဟု ကျွန်တော်တတိပြုမိသည်ခုရောဘာလို့သေးတော့လို့လဲတတို့သားရဲ့နာမည်နောက်မှာအင်္ဂလိပ်စလုံးကြီးနှလုံးထည့်ရိုက်လို့ရနေပြီ နေစရာတိုက်တက်တလုံးလည်းရှိပြီဘာကြံသေးလဲမဟုတ်ဘူးလေမောင်ဘွဲလုံကထားတော့နှစ်နှစ်မောင်ကညံကောင်းပြီးသားပညာတော်ပြီးသားကြံပြူတာတစ်နှစ်တစ်နှစ်ခွဲ အတွင်းမှာပြီးမှသေးကြတယ်နောက်နှစ်နှစ်နေလက်ထက်မယ်လေ နောက်နှစ်နှစ်ဆိုတာလူပြည်ရပြက်ကြရင်နဲ့လားနတ်ပြည်ရပြက်ကြရင်နဲ့လားသူရည်သည်ကျွန်တော်ကို ပခုံချင်းဆက်သည်ရေမွေနှံ့သည်မုံငွေမိုးတက်တွေထဲမှာရောနှောကတင်ပြတ်နေ၏ခုနေတော့ခင်လွမ်းဟိုမောင်ကျေးဇူးတင်အောင်မှာမဟုတ်ဘူးအသက်စိန်ရတုပလင်ခွဲရတုတန်တိုတန်ဆရတုတိုင်နဲ့ရပြည့်နေကြမှလက်ထက်ရင်ကျေးဇူးစင်စကားပြောရမယ်မျောလင်းရတာပါပဲဘဝဟာပထဝီမြေကြီးလိုခိုင်မာမှာစိတ်အေးရမှာနော် ပထဝီမြေကြီးလိုပဲလေသမိုင်းမြေကြီးမြမစာတင်ချစိတ်ပညာမြေကြီးလိုခိုင်ရင်ကိုကျွန်တော်အတော်ဖွဲ့သည်မော်လွန်တော်စိတ်သည်တောစရာရီစရာရှာကြံနိုင်ပါမှတတ်သားသည်ဟုထင်သည်အချစ်ဆိုတာကိုမောင်းနားလေပါတယ်ခင်လွင်းရဲ့စာရီထဲမှာလည်းပါသားပဲအချစ်ဆိုတာအိမ်အောင်ရေခရီးလမ်းမကိုတွားရလမ်းလေးတဲ့မောင်နားရီဝမျိုးလုံးရီဝနေပါပြီမောင်ဒီစကားကိုသဘောမတူဘူးလား နာမပြင်ဆင်ရတာတွေကြောင့်ချစ်သူဘွားตายာချမ်းမြေ့မှုဆိုတာဘာမှမသိတော့တာတော့အမှန်ပဲခင်လွန်းဇနီးကိုချစ်တဲ့အချစ်ခင်မုန်းကိုချစ်တဲ့အချစ်ကချစ်သူလိုချစ်တဲ့အချစ်ထက်ပိုလဲအေးချမ်းပါတယ်လေးနဲ့မြင်းမြန်ပါတယ်မောင်ရဲ့ကျွန်တော်ထက်စကလုံးတွေကိုနိုင်နင်းသူ သူစကားတို့ဒီမစားရလျက်ဝါကမန်ဖြစ်စေ၏အနာဂတ်ကို အလားပါဆုံးစေချေမုံတို့အပြောတွေကြောင့် ပဂတိဘဝအခြေအနေကိုကြည်နံရလိမ့်ဤဘဝသည် အာမခံချက်ပြည်စုံမှသာအတိပယ်ရှိနိုင်သည် ဟုခင်လွန်ပြောသည်ငင်းရန်အကြောင်းမရှိ သို့သော ပုံစံကွက်ထဲတွင်တွန်လောင်းကပုံဖော်သောခင်လွန်ဤနှုတ်မှထွက်ခဲ့သောစကားတွေကိုကျွန်တော်တတိယသည် ချစ်မြတ်နိုးခြင်း တွေ့တာဆုံမဲ့ခြင်းစကားတို့နှင့်အတူ ယူရခြင်းတို့သည် ခင်လွန်တွင် နေပါလွန်းသည်ဟုထင်သည် ပြောဖို့ခက်သည် သို့တော်ချစ်သူသားဆိုရတယ်ရုပ်ရှင်အတူသွားပွဲလန်းသဖြင့်အတူသွားအေးစေတင့်တယ်တဲ့နေရာမှာအတူထိုင်ပြီးစကားပြောရတယ်ကိုမရှိဘူးခင်လွမ်းရေခင်လွမ်းသည်ကျွန်တော်ကိုကြည်သည် သူအကြည့်ကြောင့်ကျွန်တော်ရရွံ့ရွံ့ပင်ဖြစ်သွားခြင်းဤကလက်တက်တက်ပြက်တက်တက်ပြောသူကိုကြည်သောအကြည့်မျိုးဟု ကျွန်တော်ခံစားရလေသည်ဆေကျော်သက်တုံအားလိုမောင်ကနေခြင်းနဲ့ဆိုပါတော့ကျွန်တော်ရည်လိုက်သည်ဟမ် မောင်တို့အဲ့ဒါလိုနေဘူးကြလားမောင်တို့မမတ်မိဘူးခနေမန်းသူတည်ဤချစ်သူဆိုတာစိတ်ထဲရချစ်နေကြတာပဲမောင်တယောက်နဲ့တယောက်အသက်ရှူကြက်မတက်ဖက်ထားပွေထားမှချစ်သူပီတာတည်းလားကံလန်စကားထို့ပြင်အပြူကြီးဘဝဝင်စားသူတွေပြောလီပြောထားရှိသောလေယူလေသိခင်လွမ်းသည်ဆီယာမလေတန်းပေါင်နေသည်မှာ အတော်ကြာပြီကျွန်တော်သည် သူချစ်သူလားတပည့်လား တခါတည်းရန်ကွေးမကွေးပြားပါလိစားဟုတန်တရားဝင်သည်အဲ့ဒါလိုနေခြင်းပါတယ်လို့မောင်ဟာပြောလို့လားတယောက်နဲ့တယောက်တွေ့ရဆုံရတာတောင်းတပတ်တခါတကြောင်နေနေပြီးအချိန်ဆင်းနဲ့တွေ့ဆုံတယ်ချစ်သူရဲ့သားဖြစ်လာတယ်ခင်လွမ်းတို့အိမ်ကိုမမရောက်ဘူးခင်လွမ်းလည်းမလာဘူးသူတပြင်းချသည်ခင်လွမ်းကမင်းကလေးလေပဝန်းကျင်ဆိုတာကိုမမစင်စားတော့ဘူးလားဘဝအမျိုးအမိရသူကပင်ပြောသာပြန်လေသည် ခင်လွင်းရဲ့မမေကိုရေပန်းတံပန်းတော့အတိပေးဖို့ကောင်းပြီပြောတော့ပြောထားပါတယ်မောင်ကိုတော်တော်မြင်ဘူးထားလားဟင်အင်းမောင်နှမကြီးကိုဖော်ပြီးတော့မပြောရသေးပါဘူးမမေကတော့မဟာသိပ်ပံလေးတော့အောင်းအောင်ဖြေးလိုက်ပါအောင်တမီးရဲ့တဲ့မိခင်ဤဆန္ဒကိုသာဖော်ပြသည်သူမိတို့အရေးဆိုသည်ကိုဆက်မပြောထို့ကြောင့်အမန်ကအခုချိန်မှာခင်လွန်းဖွင့်ပြထားသည်မီမောင်ဆိုရင်မြေဝဲအင်ဆောက်တာကအစအမေတို့ကိုအကုန်ပြောပြထားပြီးသား ခက်တာကချွေးမလောင်ကိုဓာတ်ပုံမဲမြင်ဘူးထားကြတာအိမ်အလူတန်းရှိလို့ခင်လွမ်းကိုဖိတ်ပြန်တော့လဲမလားအဲ့ဒါလို့မဟုတ်ပါဘူးမောင်ရမောင်ကတော့ယောက်ျားလေးကိုပဝင်းချင်းမင်းငော့ရင်မောင်ချစ်သူတိတ်ခါကြမှာမောင်ချစ်သူတိတ်ခါမောင်တိတ်ခါပဲလေအရာကြောင့်တိုက်စည်းတုတ်ပြီးတာလိုက်ကြည့်ပါခေါ်တာခင်လွမ်းမလိုက်ခဲ့တာခြံပြင်ခြံထဲကနေကြည့်လေရတာပဲကားတစီတဲ့အတူစီ လူမနေရသေးတဲ့တိုက်ထဲအတူဝင် အမြင်မသိမ့်တော်ဘူးလေ လောကတွင်စီးဆောင်ရသော အရာတွေက ခင်လွန်ပြောကမှပုံမများများလာသည် ဟုအောင်းမိ၏။မောင်ဝစီးမဲ့ကံမဲ့သူမှမဟုတ်တာ။မောင်ကိုယုံပြီးသား။ဘေးရမျက်စိတွေပါးစပ်တွေကိုခင်လွန်ယုံကြည်လို့ဘယ်ဖြစ်မလဲ။လူဘွားဟာခင်လွန်ရှင်းပြတော့မှပဲအသက်ရှူစရာအောက်ဆီဂျင်ဓာတ်ထင်သလောက်မများမှန်းသိရတော့တယ်။ဆောင်းထိန်နဲ့အမျိုးသမီးတယောက်အနေနဲ့မောင်ဂုံယူသင့်ပါတယ်။ကျွန်တော်တပြင်းချလိုက်သည်။ တယောက်ယောက်သည် electronic စယုံနှင့်တူနေသည်ဟုတွေ့၏ခင်လွမ်းဖြစ်နိုင်၏ကျွန်တော်ဖြစ်နိုင်၏ကြည်နူးတာတွေပျော်ရွှင် ချမ်းမြေ့တာတွေဘာတွေကိုမောင်တော်ခုထီနားမလဲသေးဘူးမခံစားရသေးဘူးစကလုံးမဲစာလုံးမဲသူများတွေပြောတန်ကြလို့အီယောင်ဝါလိုက်ပြောတဲ့ဝဟရာတွေပဲခင်လွမ်းကျွန်တော်စိတ်ထဲတွင် အောင့်တက်တက်ဖြစ်လာသောကြောင့်ပထမဆုံးပျော်ပြစ်သောစကားမောင်ခင်လွမ်းကိုစိတ်ခုနေသလားဟင် ထုံထိုင်းလာတာတော့အမှန်ပဲဇဝေဇဝါတွေလည်းဖြစ်လာတယ်ဇဝေဇဝါဟူသောအတုံနှုံးကိုသူရွတ်ဆိုသလိုအတန်တူတူပြုသည် မျက်နာမကောင်းခြင်းဖြူဖွေးနူးနေသောမျက်နာသည်နီတီတီဖြစ်လာ၏တနခါနှင့်ညက်သောနှစ်ဖူးနှင့်ပြေဖောင်ပေါင်းပါနှစ်ဖက်တွင်အေးတွန်ကလေးတွေ ပေါ်လာ၏နမောင်ဆူရှသောမျက်လုံးအစုံသည် မိုင်းမိုင်းဝေဝေဖြစ်လာ၏ဘာလို့ဇဝေဇဝါဖြစ်လာတာလဲမောင် ပွေစည်းကိုလိုက်ဖို့ပေးမယ်လို့ပြောတာနဲ့ကမန်းကဒန်းရေချိုးဖိလိမ်ဝေကောင်းစားလာဝစ်ပြီးတဆောင်ဆောင်နေရတဲ့ကလေးနဲ့မောင်နဲ့ဟာအတူတူပဲပြောတဲ့သူပြင်းနိုးစင်နိုးစောင့်ကြည့်ရတာအမောမိုးဆုံဆုံသာချုပ်တယ်ပြောတဲ့သူကလိုက်ဖို့မယ်လက္ခဏာတစ်ချက်မှမပြသလိုပေါ့အော်ဒါလည်းအချိန်တန်ပွေစည်းလိုက်ဖို့မှတေချာပြီးသားပဲစိတ်စောတက်လို့ရှောက်ပူနေတာပါ မောင်ကိုပြောပြီးသားပဲနှစ်နှစ်ဘာမှမလိုတော့ဘူး နှစ်နှစ်အတွင်းမောင်ကိုပိုင်ကားတစ်စီးပိုင်ရအောင် ကြိုးစားမယ်ဆိုတာသာကြိုးစားထားနှစ်နှစ်ပြည့်ရင်ခင်လွန်းအင်ကိုပြောမယ်မောင်တို့မိဘတွေလာနာဖောက်ရရွေးမင်္ဂလာဆောင်ပြီးပြီပဲပေကြီးလို့အခွန်တော်စားတာကမှခက်သေးတယ်နော်ဘာမှန်းနားပဲမလဲတော့ပုံစာတွေကို သူက ဖြက်ကဲဖြက်ကဲတွက်ချက်အပြေထုတ်တော့အခါဟုတ်နေပြန်ဤထို့ကြောင့်ကျွန်တော်ရီမောပြီးပြောလိုက်သည်နှစ်ဖက်မိဘကိုတင်ကြအတိပေးထားတော့ဘာဖြစ်မှလဲခင်လွန်း ဆိုသည်လိုပါ။အော်ကောင်းပါရဲ့ကောင်းပါရဲ့။ငေါတန်သူရည်သည် ကျွန်တော်လက်မောင်းကိုပိုက်ခါလမ်းလျှောက်သည်လေ90လမ်းလျှောက်လာပြီးမှရှင်းတော်ဝဲရကိုထိတ်ထိတ်ပြပြကြည့်ရင်ကျွန်တော်လက်မောင်းကိုလွတ်လိုက်၏။ဘာဖြစ်လို့လဲခင်နွမ်း။ရှက်ကိုရှက်ကန်မျက်နှာကို အပြုံဖြင့်ဖုံးပြီးတော်ရင်လာရင် တပည့်တွေနဲ့တူမှလမ်းမြန်မှာဆိုးလို့ကျွန်တော်တပြင်းသည်ဟင်းဟု ရင်ကောင်းတန်းဖြင့်မြည်လေ၏ တခဏမျှပေါ်လာသောကြည်နူးစိတ်သည်လွတ်ကျသွားတဲ့ကဲ့သို့ဖြစ်သွားသည်တကဘာလုံးကမျက်လုံးတောက်ထောက်နရွက်ရှိတွင်ပြီးကြည်ရှုနားဆင်နေတဲ့ဘဝကိုဘယ်တော့မှရလိုက်မှန်းတောင်မသိတော့ဘူးကျွန်တော်စကားကြောင့်အဲ့ဒါလိုလည်းမဟုတ်ပါဘူးမောင်ရပြောပြီးနောက်သူရည်သည်စာတတိသွားတတိလာတတိချစ်တတိဆိုတာခုမှမောင်သဘောပေါက်တယ်သူရည်တန်သည်ပံမျိုးထုံသောငွေဆဲလေးတန် ဝင်ဝင်ဤဤလက်မောင်းကလေးကိုကျွန်တော်မိထားလိုက်သည် မေအောက်ရှိ ပြည့်ဖြူသော အသားရေတို့တွင် အကြော်စိန်လေးတွေ ပြည်နေ၏စားတရီဆိုတာခင်လွမ်းဟိုမောင်းစောင်းပြောတာပဲဖြစ်မယ်ခါတိတ်တုံလာတယ်နော်ဒါပေါ့26နှစ်ဆိုတာအကျိုးအပျိုးကြီးစင်းဝင်ပြီခါတုတ်တယ်မင်းနှစ်ထပ်ဖြစ်မယ်ပါနှစ်ဖက်ကစဘာတောင်လိုဖြစ်နေမယ်ပြီးရင်ဘဲဦးကိုခေါင်းချစ်လက်တက်တယ်လို့ဖြစ်မယ်ဒါပဲလေ ဆယ်ကျော်တလေးတွေရဲ့အလာနဲ့မောင်းနိုင်ပြီးပြောရတာတတိတခြားတီးတန့်ခွဲခြားပြောတာပါခင်လွန်းသူသည်ကျွန်တော်လက်ဘွားကိုစုပ်ထားသည်အင်းဟုကျွန်တော်တခုခုပြောရန်စကားဆသည်ဘာပြောမလို့လဲမောင်းဒီလိုကြတော့လေစက်ကြဝရအနန္တရဲမှာဒီနေ့စက်ကြဝလာဟာတည်ပြီးနေပြောထိုင်ပြောရှိသားပဲလို့ပါကျွန်တော်လက်ခုံကို မနာကျင်အောင်ကြိုက်သည်အမေတို့စီမယူထားသောငွေ၈၀၀ကို တစ်နှစ်အတွင်းပြန်ပြီးနိုင်ခဲ့သည်သို့သောစီဝါရေးအတိုင်းဝင်းတွင်ကျွန်တော်ပင်ပန်းလှခြင်း၏ကိုအတွက်တထောင်နှထောင်ကျန်အောင် သူများအယောင်းဝဲတွင်နှုတ်ဆက်ရသည်ဓာတ်စီဖို့လက်ဖက်ရည်ဖို့နှင့်အချိန်ပေးရသည်ညံထုတ်ရသည် စာသင်ခန်းကြည်ကြည်မူစာကြည့်တိုက်တို့တွင်နင်းမြုပ်ထားရမည်ကျွန်တော်သည် ပိုင်ရှင် ကိုစလေဌာနဆောင်စိတ်ကံတို့ကြားတွင် ပြာကဲ့သို့လူလခောက်တုံးဒေါ်လာ ရန်လဲလဲနှုန်းကက်ဆက်တီဗီဗီဒီယိုလေအီဆက်ရေခဲတက်တာအိမ်ဆောက်ပစ္စည်းကာကြီးကားငယ်ရောင်းနေဝဲတဲ့ကြားတွင်ဈေးတဲ့မျက်နှာဖြင့်လှုပ်ရှားခဲ့ရသည်ခင်လွန်းတော်တော်ဆင်းညစ်တယ်မောင်ရခင်လွန်းကကလေးမှမဟုတ်ဖဲမမေတို့ကို ခင်လွန်းနားမလဲချင်တော့ဘူးခင်လွန်းဆင်းညစ်တော့အခါကျွန်တော်မှနေစရာမရှိ ခင်လွန်းဤမိဘသည်ခင်လွန်းအပြိုပေါ်ဝင်စပြူချိန်မှာဆာ၍အိမ်အောင်ရေးအကြောင်း တခွန်စနှခွန်စစခဲ့သည် မိမိအိမ်အောင်ဘက်သည်ပညာတတ်ပွဲရဖြစ်ရမည်အိမ်အောင်ပြုပြီးပါကတတိတခြားအိုးပိုင်အိမ်ပိုင်နှင့်နေရမည်ဘဝတတတာစိတ်ချလောက်အောင် အခြေအနေတွေ အသင့်ရှိရမည်ဟူသောစကားတွေစေတမ်းဖြည့်ပြီးချိန်တွင်စုံစုံလင်းလင်းပြောပြီးသားဖြစ်နေသည်ဟုတည်ရသည်မောင်နှင့်ပတ်သက်လို့ခင်လွမ်းဘလို့တင်ပြလေအခြေအနေအဆုံးပဲစာချစ်ကလေးကနေမောင်ကြိုးစားခဲ့တာတွေအကုန်ပြောပြခဲ့တာပဲမောင် ခုဟာဘာရဲလို့မှတ်ချက်ချလို့လဲခင်လွမ်းမပြောစိတ်ညစ်တော့အမူအရာကိုသာကျွန်တော်မြင်နေရသည်တမျိုးပါမန်ဆာရွေးသာကျွန်တော်တွေ့တော်ရလိမ့်ဤမောင်မညီမတယောက်ရှိတာအဲ့ဒီညီမကစီးတက်တို့မှာတက်နေတာကအစခင်လွမ်းပြောပြောပြတာအင်တာနက်ဖြစ်နေတာလားခင်လွမ်းအဲ့ဒါလို့လည်းမဟုတ်ဘူးသဘောကြဤမကြဤဘာမှမပြောတာတော်တော်ကောဘာပြောလဲဖိဖိလိုပဲအေးမလို့အေးမလို့ သဘောထားကိုအကဲခတ်ရာခက်နေတယ်ဆိုပါတော့ခင်လွန်ကောင်းချင်းကဟုတ်တယ်မောင်စိတ်ညစ်စရာစိတ်ပြက်စရာစိတ်ကုံစရာစိတ်ပင်ပန်းစရာတွေငွေအုံနောက် လူပင်ပန်းခံပြီးပိုင်ဆိုင်ခဲ့တော့ကျွန်တော်ကားပေါ်တွင်ခင်လွန်မျက်နှာမရွှင်ပြစိတ်မညစ်ပါနဲ့ခင်လွန်ရဲ့မောင်ရှိသားပဲနွေရာသီကုံဆုံးစားအချိန်တွင်တိုက်ခက်လာသောလေပြည်သည်ကွင်းပြင်ကျဲစီမှဝေကာရောက်လာ၏ ခင်လွမ်းဤစံစားရီကိုလှုပ်သွား၏ဥရောပရေမွေးနေမြေတင်နှံ့သည် ခွေမရအောင် ပြွန်လျက်ရှိလေသည်ခင်လွမ်းအကောင်းဆုံးရေရှည်စီမံကိန်းချခဲ့တာပဲမောင်ရပြဆွဲတာရှင်းလျှောက်တာဖြစ်အောင်သဘောမတူရင်လဲဘာကြောင့်ဆိုတာသိရရင်ကောင်းမယ်မတူဘူးလို့လဲပြောတာမဟုတ်ဘူးပြောရင်ခင်လွမ်းမေးပြီးညှိလို့နိုင်လို့ရကြတဲ့အခြေအနေပဲမောင်ဘက်မှာအပြစ်ဆိုစရာဘာမှမရှိဘူးလေခင်လွမ်းမမေ့ကိုမေ့တော်ထားတယ်ခဏဆိုင်တော်ထားမယ် ကျွန်တော်ခေါင်းညင်ဤချစ်သူဘွားဟာမေတ္တာဆောင်ခြုံလို့နှွေးနိုင်ပါတယ်။ထောင်ကျော်တန်းတကလတ်သူမွေကွန်းဆောင်ခြုံပြီးမှအေးမှလည်းသိပါတယ်။ချစ်သူကိုရင်ငွေထဲမှာထားရင်နေလို့ရပါတယ်။တိုက်တာအင်ဂျီထဲမှာတပါးထဲထားရင်ပို့ပြီးနေလို့ကောင်းမှလည်းသိပါတယ်။မေတ္တာကိုခွန်ပြီးရင် ဖြစ်မှန်းလည်းသိပါတယ်။စီဦးထောပတ်ပြားသက်ကအစားစားထက်ကြွေးမှကောင်းမယ်ဆိုတာလည်းသိပါတယ်။မောင်ကြိုးစားလိုက်ရတာ။ သူလည်းကျွန်တော်ကိုဂယုနာမျက်လုံးအစုံဖြင့်ကြည်နေလေ၏ကျွန်တော်ပြောအပြီးတွင်အဝေးစီသို့ငေးကနေသည် အတန်ကြာသောအခါမှမောင်တို့ခုပြေမလားကျွန်တော်အပြုံးသည် မပီတဆရာမနော်ចောင်းသူမဟုတ်တော့ဘူးစကားပေါ်မှာပြောတော့သူဤမျက်နာမျိုးစိတ်ပြေလက်ပြောက်စကားသူရှာကြံပြောမှန်းကျွန်တော်သိသည် အမေတို့လာနာဖောက်ရင်ကိုအချိန်ဆိုတာအကန့်အသတ်ရှိတယ်နော်ခင်လွန် နှစ်လသုံးလပါရေရေရာရာမရှိသေးသော လေယူလေသိဟု ကျွန်တော်သိရှိခံစားလိုက်ရ၏စင်စားအဖြေရှာစရာပြတနာဟု၍မဲမဲရရဖြစ်လာခြင်းတွင်တငယ်ချင်းတွေကကျွန်တော်ကိုဝေဖန်သည် ပိုင်ပိုင်နိုင်နိုင်မရှိဘူးဟု၍ပြောသူကပြောသည်အိမ်အောင်ပြုဖို့အထည်ရည်မှန်းထားတဲ့ကိုချစ်သူကိုဘသူပဲဝါပါရဲ့လို့စောစောစီစီကမကြည်ညာခဲ့တဲ့ခင်လွန်းကိုမင်းသိဖို့ကောင်းတယ်ဟုဝေဖန်သူကဝေဖန်သည် တီဖို့ဟူသောစကားသည် တာပြေလာ၏မယုံသင်ကစိတ်များစွာမမျောလင့်ထာအပ်သောအတိတ်ပဲပင်ခင်လွန်းသည် အချိန်တန်လင်းရဲဝင်ပြသခြင်းရှိမည်မဟုတ်ဟူသောစွဲချက်တင်ရလဲကြသည်ခင်လွန်းကို အထင်တကြီးမရှိုံများမကအပြည့်စုံသောအနက်လဲပါဝင်နေသည်ကျွန်တော်မိဘနှင့်ကျွန်တော်ထမင်းအတူစာရေးပင်ခက်လာသည်ကလေးမလေးစီကဘာပြောလဲအမေမေးသည် သူစီစဉ်နေပါတယ်အမေ ဝိုးရွားအဖေအိမ်ကိုတစ်ခေါက်လောက်ခေါ်လာပါအောင်လားကွအဖေတို့မြင်တော့မမြင်ဘူးသေးဘူးအဖေကလူလူလာလာဖိတ်ခေါ်သည်သူဆမ်မီဝဲဆောင်ရအဖေလွားချစ်ရနဲ့စာပေးစာယူလဲဝင်ပေးရနဲ့ပြီးတော့သူ့မဟာတိတ်ပန်ကြံပြုကိစ္စအားလဲလက်တွေ့လုပ်နေရလို့ပါအဖေသူတင်ပြရမယ်ကရိယာကခက်တယ်တဲ့ဘာလဲငလင်လောက်တာနဲ့တတိပေးတဲ့အချက်ပေးဆက်စလောက်တာနဲ့အတိပေးတယ်ပေါ့ဟုတ်ကဲ့ ရီတာစကီနှစ်နှစ်ခွဲမတိုင်ခင်တတိပေးတယ်လို့ပြောတဲ့အဖေအဖေသည်မတော်ရသေးသောချွေမလောင်ဤသိပ်ပန်ဆိုင်ရာကရိယာကို စိတ်ဝင်စားပုံရသည်အဆောင်တွင်မပြိုခင် လူတွေအနေနဲ့မကြခင်တတိပေးတော့ရှောင်းနေရှားနေတာပေါ့တန်ဖိုးရှိတယ်အဖေနေစကားသာပြောနေရဤအာယုံသည်သူနှင့်ကျွန်တော်ရှိရေအဖေအတီကြမတီရသေး၍ဖြစ်မည်တွေးဆုံရန်သူမဆက်သွေးကျွန်တော်မတော်လျက်နေခဲ့သည် ကျွန်တော်ကိုတွေ့ရင် သူမှာစိတ်ထားစရာနေရာပျောက်ကွယ်သွားသူကဲ့သို့ရှိနေလေသည် မျက်စိမျက်နှာမလားစကားမဟာတစ်ချက်ဟာတစ်ချိန်သူ့ကိုအာနာလွန်သဖြင့်ဖုံးပင်မဆက်တော့ဇမျောကြီးဖြစ်နေမယ်နော်တငယ်ချင်းတယောက်ကတတိပေးသည်အပြိုကြီးလူပြိုကြီးစားတာပါလာကြပြီထင်တာပဲမတတ်နိုင်ဘူးကွာရီမောပြီးသားကျွန်တော်ပြောစရာရှိသည် အမျိုးသမီးတငယ်ချင်းကအဖြူမဲမေးပြစ်လိုက်ပေါ့ငါတော့စိတ်မရှိတော့ဘူး မခင်လွန်ကမြုံတုံတုံနေရရှောင်ဖဲဖဲကြော်ချင်းကက်ပြီးတင်ဦးချိုးနဲ့ပူးချီခံထားရတဲ့ကနန်းနှကောင်နဲ့တူးနေပြီဒါဆိုမဝေးသေးဟူသာကျွန်တော်မှနောက်ပြောင်ပြောစရာကြံတော့သည်ခင်လွန်ဤမပြောချင်းပြောချင်းအစီပြေစကားတွေကိုတလုံးစီကောက်၍ဆက်ဆက်နားလေရသည်ခင်လွန်သည်သူမိဘစကားတွေကိုကျွန်တော်မေးနိုင်လွန်၍သာအရေးမြပြော၏ အဥ္စာပစ္စည်းဟူသည်မှာမမြဲဟုခင်လွန်းဤမိဘကပြောသည်အလုတ်ကင်ဟူသည်မှာရောင်ရေးဝဲရေးမဟုတ်အရာရှိအရာကံဘဝတွင်အာမခံချက်ရှိသည်နောင်ရေးကောင်းသည်လူမှုဝင်းကျင်အစဉ်မြင့်ကျယ်ဝန်းသည်ဂုံတိတ်ခါရှိသည်ဟုခင်လွန်းဤမိဘကပြောကြောင်းသိရသည်ကျွန်တော်ကခင်လွန်းအာနာနေမန်သိသားသည်ခင်လွန်းဘာပြောရမလဲမောင်တိုက်တွန်းရန်ဘာတခွန်းမြမသိဟုသဘောရသည် အချိန်တွေရှိပါသေးတယ်။နီလန်းရှာကြံကြသေးတာပေါ်ခင်လွမ်းရင်ခင်လွမ်းသည်စိတ်ပြက်နေသော မျက်နှာနှင့်ရှိ၏။ယာရူးတစ်ခုခု ရှိမှလို့ဆဆောကပြောရင် အစိုးရဝန်ထမ်းအလုပ်တစ်ခုခုမှဝင်လုပ်ခဲ့ပြီးပြီပေါ့။ခုကြတော့အလုပ်သမားရှာပွေးရုံးကိုကပ်ပြားသွားတင်လို့ဘယ်လာမိပါတော့မလဲ။ဟူ၊ तू စိတ်ထဲကသာ तू ကိုပျော်ပြနေမိသည်။ခင်လွမ်းရဲ့သဘောကိုမောင်တိချင်ပါတယ်။ခင်လွမ်းသည်အချိန်အတော်ကြာသည့်အထိ ငငေငိုင်ငိုင်နဲ့ရှိနေသေး၏။မောင်နဲ့အမြဲတမ်းအတူတူရှိနေပါတယ်မောင်။ရင်ကိုအေးစေသောစကား။အကိုတို့ဇလန်ကကဘာပေါ်မှာအရှိဆုံး Mrs. B မြစ်ထက်ပိုးရှိမယ်။အကိုမဟာဝိဇ္ဇအောင်ပြီးတာပဲနှစ်နှစ်။အတူနေဖို့စောက်ထားတဲ့တိုက်ကလေးမှာရင်းညစ်တောင်တက်နေပြီ။အကိုတို့မယူပြင်အဲမယူပြသေးရင်လေအဲ့ဒီတိုက်ကိုညီမစီကန်းဖွင့်ဖို့ခဏငှားထားပေါ်တော့ဟုညီမကပြောသည်။ကျွန်တော်သည် မိသူကပြောပြောဘာမှပြန်မပြောနိုင်အောင်သာရှိခဲ့သည်။မောင်တော့ခင်လွန်းကြောင့်သူများထိစရာဖြစ်ခဲ့ရပြီနော်။ခင်လွန်းသည်စကားကိုသာပိုင်ဆိုင်တော်တော်သူ ဖြစ်နေပြီလားမသိ။စောင့်နာပေါ့။သူအပြုံးသည်ကျွန်တော်ကြည့်၍ကောင်းအောင်ပြုံးတော်အပြုံးဟုနားလည်နေသည်။တားရီအိမ်အောင်ရေးဆိုတာသူ့ချိန်နဲ့သူနော်ဟု အဖေတတိပေးသည်ကိုကျွန်တော်မပြောပြဝင်။အမေတို့ကအိမ်အောင်ချပေးစီခြင်းနဲ့ကွယ်။ ဟုအမေပြောသည် ပြန်မပြောခြင်းလက်ထက်ရေကိုပြီပုံကချလိုက်ပါဟု ခင်လွန်စာရေးသည် သူစာကိုရပြီးသည့်နောက်ကျွန်တော်သွားတွေ့ရန်စိတ်ကူးသေးသည် ခင်လွန်ကိုပရွက်တင်ရဲသို့တွန်းပို့တကယ်သို့ဖြစ်မည်တယောက်ကိုတယောက်မမြင်တွေ့ကြခြင်းသည် အကောင်ဆုံးလမ်းဟုနာကြီးစွာယူဆခဲ့သည်ခင်လွန်စေတဲ့၍ကျွန်တော်ခေါင်းညိတ်ခဲ့ရသည်ကြိုးစားခဲ့ရပါသည် ဘဝခရီးတွင်သူမလိုက်ပါနိုင်လျက်နဲ့ဘွယ်စကားနေစကားတွေအဆောင်ယုံစကားတွေပြောခဲ့သည် ပြောသည်။အလုံးစုံကိုရအောင်ကျွန်တော်ကြိုးပမ်းခဲ့သည်ပင်မစင်ရဲ့ကြီးစွာ အရင်ဤပြုခဲ့ရသည် မကြွေပြစ်သောထမင်းဟင်းကိုစားတော့ပါရန်ခေါ်သည်မှာပြဿနာမရှိ ထမင်းစားရန်လာသောအခါတွင်နမင်းပြန်ကြီးစီကယတနာကိုပါအခင်ချင်းဖြင့်လာရမည်ဟုသူဆိုသည့်အတိုင်းကျွန်တော်အားထုတ်ခဲ့ရသည် သို့သောအားလုံးမှာအချင်းနီးစာတဆောင်ကျွန်တော်ရေးပို့ခဲ့သည်ရပါတယ်လေခင်လွမ်းစကားတွေမှာကိုနရွက်တက်ထားခဲ့မိတာကိုဘာနဲ့တူသလဲဆိုတော့ခင်လွမ်းရဲ့ကြောက်ပြင်ကိုရွက်ပြီးဖူးစာစုံလို့စောင့်ကြရတဲ့ပုံလိုပါပဲမောင်ခွင့်မလွတ်ဘူးခင်လွမ်းစနီးစည်းသွားစည်းပြတ်နဲ့တာသမီးကြောင်းသွားကြောင်းပြတ်အတွေ့ကျွန်တော်ကားကအသုံးဝင်နေ၏လီလုံးမိုးလုံးအဆောင်တဲတွင် ကျွန်တော်နဲ့ဇနီးတာသမီးတွေအေဂျင်စွာနေရသည်ငါတို့ဖေကတက်တူကဘွဲရတာဟူ၍မပီတပီကြွားသောသမီးငယ်ဤဂုံယူသောအတန်းကျွန်တော်သည်လွန်ခဲ့သော၄၅၀နှစ်ကိုဖြတ်ခနဲတတိယသည်ခင်လွမ်းဤကတိကအခန်းကျွန်တော်မဝင်ဝင်အပြူကြီးဒေါ်ခင်လွမ်းသည်ကျွန်တော်သမီးကို တူမအရင်ကဲ့သို့ခင်မခင်ပါမိလားမပြောတတ်။တဏီအားဖြင့်တော့ဂျေဇူးရှိကြောင ျွန်တော်ပြောချင်နေသည်မှာအတော်ကြာပြီ ဆရာငိမ့်ကျော်ရေးသားထားတယ်။မင်းကြောက်ပြင်းဦးထိတ်တင်လို့ဆောင်းပါမယ်ဆိုတဲ့ဝတ္ထုတူလေးကတော့ဒီတွင်ပဲပြီးဆုံးသွားခဲ့ပါပြီ။နားဆင်ပေးခဲ့ကြတဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါသည်ရှင်။